ဘောကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုကိုရှိမရဘူးကြားစရာအကြားအာယုံတွေကိုလိုက်ခံစားလို့ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးတွေလိုက်ခံစားလို့အဲ့ဒါတွေစိတ်ညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံနေအမှုရာတွေကိုကလက်ခံလိုက်လို့ကိုမှစိတ်ညစ်သွားတာသူများကညစ်အောင်လုပ်ထားမှုကိုစိတ်ကကိုကိုပြန်ညစ်တယ် ိုးစိတ်ကကိုယ်ကိုပြန်ညစ်အောင်ဆိုတာကိုယ်လောဘကကိုယ်ကိုပြန်ညစ်တာကိုယ်ဒေါသတွေကကိုယ်ကိုပြန်ညစ်တာကိုယ်မောဟမာနတွေကအကုသိုလ်ကိလေသာတွေကိုယ်ကိုပြန်ညစ်တာပြီးတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ကိလေသာတွေလက်မခံဖို့ဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲ အမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုယ်အမိုက်လာပြစ်ဒီလူကလည်းကိုယ်အမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတယ်အမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံးနေတဲ့အဲ့ဒါပတ်ဝန်းကျင်တန်ရှင်းတယ်ကိုယ်စိတ်ထက်လေးကဒါပြင်တတ်မယ်ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေအိုးအမိုက်ကလေးကောက်ပြီးတော့ထဲလိုက်တာကုသိုလ်စိတ် အဲတချို့ကျတော့အမိုက်လဲကောက်သေးတယ်။အာဒီအမိုက်ကိုဘသူတွေပြစ်ထားလဲ။ဘာလို့လိုက်ပြစ်ထားလဲဆိုပြီးတော့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ထားလေးကပြက်ပြီးတော့အမိုက်ပြစ်တဲ့သူ့ကိုပဲကိုရောက်သွားစိတ်။ဒီကောင်ကငါပဲတန်ရှင်းနေလို့နေရ။ငါအမြဲတမ်းလုပ်နေရတဲ့ဒီအမိုက်ကိုဒီလာပြစ်တယ်ဆိုတော့ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်ရသေးတယ်ရတာတော့အကုသိုလ်ရ။ဒါအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူး။အမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်။ ဩတန်ရှင်းသွားပါစေဆိုစိတ်ကလေးနဲ့အမိုက်ပုံးနဲ့ထက်တန်သွားအဲ့တော့လူတွေကအမိုက်လဲကောက်တယ်ပဝင်းညာလူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကအမိုက်တွေရှုပ်တယ်ဆိုပြီးလိုက်ပြီးတော့အပြစ်ယူတယ်ဆိုကိုလည်းပင်မှန်းတယ်အကုသို့လည်းကုသို့လည်းမရဘူးရအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်အဲ့လိုပဲဆင်းညစ်အောင် လုပ်တဲ့လူကိုမကြည့်ရဘူးစင်ကြီးအောင်လုပ်တဲ့လူကိုမကြည့်အောင်ကိုစိတ်ထားလေးကအဓိကကိုစိတ်လေးကို မြင်အောင်ကြည့် လောကမှာရှိတဲ့လူတွေကိုစိတ်ညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှင်စိတ်တော့ကဖြစ်ရမှာပဲနော်စိတ်တွေမတန်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာ哦တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုတဲ့လို့လားကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုမတဲ့တာ ड़ी အများကြီး